အားလုံးမင်္ဂလာပါရှင်အဲဆရာမကတော့အခု grade 10 chemistry ပေါ့နော်သင်ရိုးသစ်ကိုသင်ပြီးမယ်ဆရာမဖြစ်ပါတယ်အခု teacher chapter 7ပေါ့နော် air water and swine မှာမှာနောက်ဆုံးပိုင်းဖြစ်တဲ့7.3 swine အကြောင်းလေးကိုလေ့လာကြည့်ရအောင် plant nutrient in soil မြေစီလာထဲမှာရှိရဲ့အပင်နေရဲ့အာဟာရဓာတ်များပေါ့နော်အပင်နေအတွက်အာဟာရဓာတ်တွေဘယ်လိုပေးမလဲ one of the most important function of soil in supporting plant growth is to provide essential plant nutrient ဟုတ်ပြီနော် one of the most important function of soil မြေစီလာရဲ့ပေါ့နော်အဲနောက်တစ်ခုဖြစ်တဲ့အရေးပါတဲ့ ်เนาะ important function တခုပေါ့အရေးပါတဲ့လုံဆောင်ချက်တခုကတော့တဲ့ in supporting plan grow အပင်းနေရှင်တန်ကြီးထွားဖို့အတွက်ဘယ်လိုထောက်ပံ့ပေးမလဲဆိုတဲ့အရာကြီးပေါ့နော်အဲ့ဒီမှာဆိုရင် it's to provide essential plant nutrient မရှိမဖြစ်လိုအပ်တဲ့အပင်းနေရဲ့ nutrients တွေပေါ့နော်ဟိုထောက်ပံ့ပေးပါတယ်ဘယ်လို nutrients တွေလဲဆိုတော့ macro nutrients and micro nutrients macro nutrients ဆိုရဲဒီချက်ရောအများလို့အာဟာရတွေနဲ့ micro အနည်းငယ်သာလိုအပ်တဲ့အာဟာရဆိုပြီးတော့နှစ်ခုရှိပါတယ်တဲ့ macronutrients are those element that any macronutrient ni ga jar blue drugs sin ni le so ro that occur in substantial level in plant materials no apin ni ye materials de ma twin nai ne pio and in fluid in the plant apin ni ye a yi de twat paw no fluid de twat le lo at de de ပြီးတော့ micronutrient ကြာကြတော့ are element that are essential only at very low level micronutrient ကကြာတော့ very low level ဆိုတာအနည်းငယ်မျှသာလင်လိုအပ်တယ်ပြီးတော့ generally ရေဝအဖြစ်ဆိုရင် require for the function functioning of enzyme enzyme နေလုံဆောင်ဖို့အတွက်သာလင်ပဲလိုအပ်ခြင်းဖြစ်ပါတယ်တဲ့ micronutrient ကဒါကတော့ teacher ရပါတော့เนาะပုံလေးပေါ့အပင်ရနေအောင်ကြီးရနေပြီးအစာချက်လုပ်တယ်เนาะ oxygen တို့ carbon dioxide တို့ glucose တို့အဲ့မှာမှာမျိုးစီလွာတဲ့မှာမှာ micronutrient န့်နဲ့မက်ခရိုနျူထရီယန့်ပုံလေးပြသထားခြင်းဖြစ်ပါတယ်ကဲနောက်တစ်ခုကကြတော့ teacher တို့ခုနကမက်ခရိုနျူထရီယန့်နဲ့မိုက်ခရိုနျူထရီယန့်ပေါ့နော်မရှိမဖြစ်လိုအပ်တဲ့အများပြားလိုတဲ့နျူထရီယန့်တွေကတော့တဲ့ကာဗွန်တို့ဟိုက်ဒရိုဂျင်အောက်ဆီဂျင်နိုက်ထရိုဂျင်ဖော့စဖရက်စ်ပိုတက်ဆီယမ်ကယ်လ်ဆီယမ်မက်ဂနီဆီယမ်နဲ့ဆာလဖာဖြစ်ပြီးတော့မိုက်ခရိုအနည်းငယ်များသာလိုအပ်တဲ့နျူထရီယန့်ကြတော့ဘိုရွန်ကလိုရင်းကော်ပါအိုင်ယွန်မက်ဂနီစ်မယ်လီဘနန်ပြီးရဲ့ခါကြတော့ဇင်း ဆိုဒီယန်နဲ့ဗနေဒီယန်တို့ဖြစ်ပါတယ်တဲ့။ကဲဒီမှာဆိုရင်ဒီချာရဒီအပင်လေးကပေါ့နော်သူ့ရဲ့အာဟာရတဲ့ nutrients လေးကတော့ဘာတွေလိုအပ်လဲဆိုတော့ macro nutrients နဲ့ micro nutrients လေးကို ပြသထားတဲ့ပုံလေးဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ teacher တို့ nitro နောက်တစ်မျိုးပေါ့เนาะ low at တဲ့ plant nutrient in เนาะ swine မှာဆိုရင် teacher တို့အပင်တပင်ရှင်သန်ကြီးထွားဖို့အတွက်ဆိုရင် NPK NPK ဆိုတာကြားဖို့မှာပါ nitrogen phosphorus and potassium ပေါ့เนาะအဲ့ဒါ nitrogen phosphorus နဲ့ potassium နေရာတဲ့ plant nutrients ပေါ့အပင်ရဲ့အာဟာရဓာတ်တွေမနော်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်တဲ့ that are obtained from soil ဘယ်ကနေရလဲဒီကျတော့သူကိုမြည်စီသွားကနေရပါတယ် they are so important for crop productivity that they are commonly added to soil as fertilizer they are so important for crop productivity ဆိုတာကဒီကျတော့ကောက်ပဲသီးနှံနေထုတ်လုပ်တဲ့နေရာမှာဆိုရင်လည်းဟုတ်ပြီနော်အမြောက်အများထွက်ဖို့အတွက်ဆိုရင်လည်းအရေးပါတယ် that they are commonly added to soil ညည်စီလွားထဲမှာလိုအပ်တယ်ဆိုရင်ဒီကျတော့ကနော် 8NPK ကိုထပ်ပြီးပေါင်းထည့်ပေးရတယ်ဘာအနေနဲ့လဲဆိုတော့ fertilizer ပေါ့နော်ဓာတ်မြေဩဇာအနေနဲ့ပေါင်းထည့်ပေးရပါတယ် nitrogen has the dramatic effect effect on the leaf group ဟုတ်ပြီနော် nitrogen ကတော့ဘယ်လိုမျိုးထိရောက်မှုကို ပေးလဲဆိုတော့ on the leaf group ဆိုတာအပင်ရဲ့အရွက်ပေါ့နော်ရှင်တန်ကြီးထွားမှုကိုပို့ပြီးတော့တက်ရောက်စေတယ် especially အထူးသဖြင့်ပြောရမယ်ဆိုရင် ingrats နော် or grass ဆိုရဲပေါ့နော်မျက်ပင်လိုမျိုးမျိုးနွယ်တွေဘယ်လိုမျိုးလဲဆိုတော့ paddy တွေပေါ့နော်စပားပင်တို့နော်အကြုံပင်တို့နော်ပြီးရခါ cereal plant ဆိုတာကတော့နှံစားပြောင်းနေပေါ့အဲ့မှာဆိုလို့ရှိရင် nitrogen တက်အမြောက်များလိုအပ်ပါတယ်တဲ့ it is used to make proteins implant. Any <inaudible> nitrogen ka pago pulopile so a protein go Nitrogen bound to soil humus. it's especially important in maintaining soil fertility. ဟုတ်ပြီနော်နိုက်ထရိုဂျင်နေတာရှိနေမယ်တော့နော် bound to site နိုက်ထရိုဂျင်ကျွဲဝနေတဲ့မြေစီလွာကဆိုရင်တဲ့နော်မြေစီလွာရဲ့မြေစွေးတွေကဆိုရင် especially အထူးသဖြင့် important လိုအပ်ပါ in maintaining soil fertility မြေစီလွာရဲ့ fertilizer မြေဩဇာကိုအသင့်အင့်ထိမ့်သိမ့်ပေးခြင်းဖြစ်ပါတယ်တဲ့ထိမ့်သိမ့်ဖို့တော့လိုအပ်တယ်ပေါ့နော် nitrogen pathway in soil are shown in figure 7.10 nitrogen pathway ပေါ့နော် nitrogen လမ်းကြောင်းလေးပေါ့ nitrogen ဘယ်လိုမျိုးရရှိလာနိုင်လဲဆိုတဲ့ဟာကိုဟောနော်သူ့ရဲ့လမ်းကြောင်းလေးပြထားတဲ့ဟာကို figure 7.10မှာဖော်ပြထားပါတယ်နောက်တစ်ခုက nitrogen ပြီးသွားတော့ teacher တို့ phosphorus ပေါ့နော် phosphorus is essential in the nucleus of every cell every cell cell type cell type ရဲ့ nucleus ဒီမှာမပါမဖြစ်ပါဘူးလိုအပ်တယ်ပြီးတော့ so growth cannot continue in its completely absent ဟုတ်ပြီနော်သူကဟိုရှင်တန်ကြီးထွားဖို့အတွက်ဆိုလို့ရှိရင်မမပါမဖြစ်ပေါ့နော်မရှိမဖြစ်ဘာဖြစ်လဲလိုအပ်တဲ့အရာတခုဖြစ်ပါတယ်တဲ့ it is particularly associate with the development of a strong root system သူကဘာကိုဟိုပို့ပြီးရောအဖွင့်ပြိုးစီလဲဆိုတော့ strong root system ဆိုတာကအမြစ်တွေတန်မာဖို့အတွက်မြစ်ဖွဲ့စည်းရေးပေါ့နော်တန်မာဖို့ရဲ့ and flora development ဆိုတာပန်းပွင့်နေပေါ့နော်အပန်းပွင့်နေဟိုပို့ပြီးရောပွင့်ပွင့်ဖို့အတွက်ပေါ့ ဖွင့်ပြိုးဖို့အတွက်ပေါ့ပန်းမွင့်နေပို့ပြီးတော့လှမယ်အပွင့်ကြီးကြီးလှဖို့အတွက်ဆိုရင် phosphorus ကမရှိမဖြစ်လိုအပ်ပါတယ် Potassium is required at high level for growing plant. နော် Potassium ကတော့ growing plant ဆိုတာအပင်ရှင်ရှင်တန်ကြီးထွားဖို့အတွက်ဆိုရင်အမြင့်ဆုံးလိုအပ်တယ်နော်အမြင့်ဆုံးအနေနဲ့လိုအပ်ပါတယ်။ ပြီးတော့ potassium activate potassium ကဘယ်လိုလှုပ်ဆော်ပေးလဲဆိုတော့ some enzyme အချို့ enzyme တွေကိုလှုပ်ဆော်ပေးတယ်ပြီးတော့ play a key role in the water balance in plant အပင်အတွက် water balance ရေတွေကိုထိန်းမိပေးတယ်အဓိကခန်းကဏ္ဍအနေနဲ့လည်းပါဝင်ပြီးတော့ and for some carbohydrate နော်အချို့သော carbohydrate တွေကိုလည်း transformation ဆိုတာပြောင်းလဲပေးတဲ့နေရာမှာလည်းအဓိကခန်းကဏ္ဍအနေနဲ့ပါဝင်ပါတယ်ဒါကြောင့်မလို့ teacher တို့က nitrogen NPK ပေါ့နော် nitrogen ကဘယ်လိုနေရာတွေမှာလိုအပ်လဲဆိုတော့ healthy green အဖိုင်လိခ်ဆိုတာကကြောင့်တီချာတို့အရွက်တွေအစိမ့်အောင်အရွက်တွေပေါ့နော်ရှင်တန်ကြီးထွားဖို့အတွက်ရယ်အရွက်ကြီးကြီးဖြစ်ဖို့ပေါ့နော်ပြီးတော့ phosphates phosphates ကကြတော့ဘယ်လိုမျိုး strong root and blonds ပေါ့နော်အမြစ်တွေနဲ့ blonds ဆိုတာပန်းပွင့်တွေပေါ့ပန်းပွင့်တွေ ပန်းမွေနေအတွက်ဆိုလို့ရှိရင်လည်း phosphorus ကလိုအပ်တယ်။အဲ့လိုပဲ potassium က healthy plant growth ဆိုတာအပင်နေကြီးထွားဖို့အတွက်ဆိုရင်လည်း potassium ကလိုအပ်ပါတယ်။ပြောရမယ်ဆိုရင်တော့ဒီကြားတို့ကစုံရွက်လိုအရွက်မျိုးတွေပေါ့နော်။အရွက်စားရတဲ့အရာတွေမှာဆိုလို့ရှိရင်ဒီကြားတို့ nitrogen ပို့ပြီးတော့များများလိုအပ်တယ်။ phosphorus ကကြတော့ဒီကြားတို့ဥမာဆိုပါဆို အမြင့်နဲ့သက်ဆိုင်တဲ့ဟာတွေပေါ့နော်။ဟိုမှာဂျူးမြစ်တို့လိုမျိုးဟောပြီးတော့အဲ့လိုအမြင့်တွေနဲ့အာဆိုလို့ရှိရင် force rate များများလိုအပ်တယ်။ပြီးတော့ potassium ကကြတော့ teacher တို့အပင်တွေကြီးထွားဖို့အတွက်ဆိုလို့ရှိရင်အပင်ကောင်းအပင်တန်းဖြစ်ဖို့အတွက်ဆိုလို့ရှိရင်လည်းဘာဟာလဲ potassium များများလိုအပ်ပါတယ်တဲ့။ကဲဒါကတော့ teacher တို့ fit က7.10မှာ ခုနပြောသွားတဲ့ nitrogen အကြောင်းပြောသွားတော့က nitrogen pathway လမ်းကြောင်းလေးပေါ့ကျတို့ဒီကမျိုးစုံကအနှက်ခုပေါ့နော် atmosphere ကနေပြီးတော့မှ nitrogen ကိုရနိုင်တယ်။ nitrogen ကတနည်းအားဖြင့်ဒီကျတို့ဟိုပေါ့နော် nitrate အဖြစ်နဲ့ lighting and rain ဆိုတာမိုးဒီမိုးရွာချလိုက်တဲ့အခါမှာ river ထဲမှာမြစ်ထဲမှာစီးဆင်းသွားမယ်ဟုတ်ပြီနော်အဲ့ကနေမှဒါမှမဟုတ်ရင်နောက်တစ်မျိုးဘာဖြစ်လဲ nitrogen က microorganism တွေနဲ့ညှိစီလွားတဲ့ကိုစိတ်ဝင်သွားတယ်စိတ်ဝင်သွားတဲ့အခါမှာ that organic residues တွေဖြစ်မယ် ammonia အဲ့ရ ammonia တွေ nitrite တွေနော် the nitrite ဆိုတာ nitrifying bacteria တွေကြောင့် nitrite တွေဖြစ်မယ်နောက်တစ်အဲ့လိုပဲ nitrite တွေကြောင့် nitrifying bacteria တွေနဲ့တက်ပြုတ်ပြီးတော့ nitrate တွေဆက်ဖြစ်မယ်ဆက်ဖြစ်ပြီးတော့ teacher တို့က plants တွေ plant protein ပေါ့နော် plant တွေအတွက် protein တွေ animals protein နေနဲ့ဒီဟာကတော့ teacher တို့ဒီ nitrogen ရဲ့သူ့ရဲ့လှုပ်ရှားမှုပေါ့နော် pathway လမ်းကြောင်းလေးကိုပြသထားတဲ့ပုံလေးဖြစ်ပါတယ်။ကဲနောက်တစ်ခုကတော့ teacher တို့ soil pH အခု teacher တို့သွားနေတဲ့ထောက်လျှောက်လုံးမှာမြေစီလွားရဲ့ pH လေးကိုတိုင်းတော့မယ်။ ဟုတ်ပြီနော်မြေဆီလာ pH ကိုတိုင်းမယ်ဆိုရင်တဲ့ swipe pH ဘာကြောင့်မြေဆီလာ pH ကိုတိုင်းဖို့လိုလဲဆိုတော့ဒီကျတော့ဒီညာက acid မြေလားအပင်ဆိုင်လို့ရလားမရလားဒါမျိုးတိုင်းရတော့မယ်ဟုတ်ပြီနော်ဒီအရင်မဲ့ acid တွေများနေလားဟုတ်ပြီနော်ဒါဆိုရင်ဘယ်လိုမျိုးဒီကျတော့ acid နည်းသွားအောင်ဘယ်လိုဘယ်လိုပြုပြင် treatment လုပ်မလဲအဲ့လိုပဲ base ဂုံတက်တိများနေတဲ့နေရာဆိုရင်ရော เนาะအပင်တွေစိုက်လို့ရပါမလားเนาะဒီကတောက်တဲ့ရေတွေကဘာတွေဖြစ်လာနိုင်လဲဒါမျိုးတွေကိုဆက်ဆက်တွေးဖို့အတွက်ဆိုရင် swipe pH ကိုတချို့တို့သိဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ swipe pH is a fundamental property that affect a supremely ဘာဖြစ်လဲ large range of chemical physical and biological processes in soil ဒီကျတော့ soil pH ကလည်း fundamental property ဆိုတာအခြေခံအကျဆုံးဖြစ်တယ်ပြီးရဲ့အခါကျတော့ large range of chemical ဘာလိုမျိုးပေါ့နော်ဓာတုပစ္စည်းတွေဘလောက်များပါဝင်နေလဲ physical and biological processes in soil เนาะဒီမြေစည်းလွှာကြီးရဲ့ biological process တွေ physical process တွေ chemical process တွေကိုလည်းသိဖို့အတွက်လိုအပ်ပါတယ်တဲ့ ဒါကြောင့်မလို့ soil pH is a measure of the acidity and alkalinity in soil ဘာကြောင့်လဲဆိုတော့ soil pH ကိုဘာကြောင့်တိုင်းလဲဆိုတော့ teacher တို့ acid တက်များနေတာလား acidity ဖြစ်နေတာလား alkalinity in soil မြေစီလွာက base alkali ဂုဏ်သတ္တိပေါ့နော် base ဂုဏ်သတ္တိတွေများနေတာလားဆိုတာကိုသိဖို့အတွက်တိုင်းတာရတာဖြစ်ပါတယ် pH of the soil can be measured by means of a pH meter or pH paper. ဒီကြားတို့ဒီ pH ကိုတိုင်းမယ်ဆိုရင်တော့ pH meter ဒါမှမဟုတ်လို့ရှင် pH paper တွေနဲ့လည်းတိုင်းလို့ရပါတယ်။ The optimal pH range for most plants it's ဟုတ်ပြီနော်အပြည့်အများစုလက်ခံနိုင်တဲ့ပေါ့နော် pH range pH ပမာဏကတော့ between 5.5 and 7.0ဟုတ်ပြီနော်5.5နဲ့7.0ကြားမှာဆိုရင်တော့အပြည့်အများစုစိုက်ပျိုးလို့ရတယ်။ However, သို့တော်များလဲတဲ့သူက many plants have adapted to thrive at pH value outside this range. အပင်အများစုကတော့သူတို့က adapt လုပ်တယ်ပေါ့နော်။ညှိယူရဲ to thrive သူတို့ရှင်သန်မှုအတွက် pH level 4ကိုဟောဒီဒီ5.5 to 7.0ကြားအပြင်သူတို့ကသူတို့ညှိယူပြီးတော့ရှင်သန်ပေါက်ရောက်ကြပါတယ်တဲ့။ soil ph is important เนาะအမြေကြီးကရဲ့ ph ကလည်းအရေးပါပါတယ်တဲ့ because of its effect on the availability of essential elements or nutrients in soil ဘာကြောင့်လဲဆိုတော့ဒီချာတို့မရှိမဖြစ်လိုအပ်တဲ့ dressing တွေမြည်စီလွားထဲမှာအာဟာရတွေပေါ့နော်အာဟာရတွေရဲ့အာဟာရတွေရဲ့တက်ရောက်မှုတွေလိုအပ်တဲ့အတွက်ကြောင့်မို့လို့ soil pH ကလည်းအရေးပါပါတယ်တဲ့ for example အနေနဲ့ပြောရမယ်ဆိုရင်တော့ many elements တွေပေါ့နော် addressing အများစုက can be taken up by plants ဟုတ်ပြီနော် addressing အများစုကိုအပင်တွေကဘာဖြစ်လဲယူကြရဲဆုပ်ယူကြရဲ more easily if the soil ph is near neutral to uh, marginally acidic အဲ acid ဂုဏ်သတ္တိနာနီးနေနီးတာတော့မပေါ့နော်သူ့ရဲ့ဒီပေါ့ ph level ကတဲ့ဘလောက်ပဲဟိုဘယ်လိုပြောမလဲ near neutral ပေါ့ဓာတ်ပြယ်လို့နီးပါဖြစ်နေတဲ့ ဆိုရင်တော့မှဒီအပင်လေးတွေကဘာလို့ရလဲ dressing အများစုကိုစုပ်ယူရတဲ့အနေအထားမျိုးရှိရပေါ့ဒါကြောင့်မို့ outside this ph range အဲ့ဒီခုနကပြောထားတဲ့5.5နဲ့7.0ရဲ့ကျော်တယ်ဆိုရင်တော့မှ plant may be deficient in some element အချို့သော dressing တွေဘာဖြစ်လဲเนาะချို့တဲ့နေတယ်ဒါမှမဟုတ်ရင် or some element may become toxic အချို့သော dressing တွေကသူတို့အတွက်ဘာဖြစ်နေရလဲ toxic ဆိုတာကကြောင့်အစိတ်ဖြစ်စေအစိတ်ဖြစ်နိုင်နေဆိုတဲ့အရာတွေသိထားဖို့လိုပါတယ်တဲ့ဒါကြောင့်မို့လို့ if the soil is more acidic than the required pH လိုအပ်တဲ့ pH ချက်ပေါ့နော်ဟောအပိုပြီးရော more acidic ဆိုတာ acid ကုန်တတိများနေတယ်ဆိုရင်တဲ့ it can be treated by adding lime အဲ့ဒီမြေစီလွားကိုမလုပ်မလဲဒီကျတော့ lime ဆိုတာထုံးပေါ့နော်ထုံးဖြူလိုက်မယ်အဲ့ဒါအဲ့ရနဲ့ဒီကျတော့ acid တက်ကိုလျော့နေစေတယ်ပေါ့နော် neutralize ဖြစ်လိုက်တာပေါ့နော်ဓာတ်ပြည့်စေလိုက်တာ အဲ့တော့ lime is alkaline ဖြစ်တယ်ဒါကြောင့်မလို့ and it will neutralize the acidity of the soil เนาะ acid ကုန်တတိများနေတဲ့မြေစီလောအတွက် neutralize ဆိုတာဓာတ်ပြယ်သွားစေပါတယ်တဲ့ lime ကိုလုံးလိုက်တဲ့အတွက် and make it more neutral ပြီးတော့ပို့ပြီးတော့လေသူက neutral ဓာတ်ပြယ်စီပါတယ်တဲ့ alkali or alkaline soil ကိုကြတော့ are clay soil with high ph သူကပါလဲ greater than 8.5ပေါ့เนาะ8.5တဲ့များမယ် ညာနေရဆိုလို့ရှိရင်ကလေးဆွိုင်းနေပေါ့နော်အကလိုင်းဆွိုင်းစီအဲအဲ့ဒါကကြတော့ gypsum help in the treatment of alkaline soil alkaline soil ပေါ့နော် base ကုန်သတ္တိညာနေရမြေစီလွားကိုကြတော့ဒီချက်တို့ဘာလို့လိုက်မလဲ gypsum ကြီးက ဂျစ်ဆင်ဖြူးလိုက်မယ်ဆိုလို့ရှိရင်သူဒီ base ကုန်တက်တီကိုရောကြသွားစီမယ်တဲ့ဟုတ်ပြီနော်ဒါဆိုရင်ဒီကျတော့ပြောချင်တာက acid ကုန်တက်တီများနေတဲ့ကောင်ကိုကြတော့ဘယ်လို treatment လုပ်မလဲဆိုတော့ lime ထုံဖြူခြင်းဖြင့်ဓာတ်ပြည့်စီမယ်အဲ့လိုပဲ alkali တော့ alkaline swine ကိုကြတော့ဒီကျတော့ဂျစ်ဆင်ကြီးရန်ခြင်းဖြင့်ဘာဖြစ်ရမလဲ base ကုန်တက်တီကို short ချစီမယ်တဲ့ neutralize ဖြစ်စီမယ်ပေါ့နော်မပုံလေးကတော့ pH paper နဲ့ pH meter လေးအကြောင်းကိုပြထားခြင်းဖြစ်ပါတယ်ဒီကျတော့အဲ့ရနမူနာမြည်စီရွာလေးယူလိုက်တယ်ပေါ့ ပြီးရဲ့အခါကျတော့ရေလေးနည်းနည်းနဲ့ဖြော်ပြီးရဲ့အခါမှာ pH ပေပါလေးနဲ့ဆန်းတော့ဆန်းနာတော့လကောက် pH မီတာလေးနဲ့တိုင်းနာတော့လကောက်အဲ့ဒီမှာသူပြသထားတဲ့အမှတ်ဒီပေါ့နော်အော်5.5နဲ့7.0ကြာရှိရဲဆိုရင်ဒီကျတော့ဒါဒီအပြင်ဆိုင်လို့ရတယ်ဟုတ်ပြီနော်ဒီမှာဒီလိုမျိုးခုနကပြောသလိုပေါ့ greater than 8.5တဲ့ကြောနေရဲဆိုရင်ဒါဒီဘာကုန်တက်တိများနေရတယ် ကျတော့ base ကုန်တက်တိများနေတယ်ဒါဆိုရင်ဒီကျတော့ဘလိုမျိုး base ကုန်တက်တိညော့နေတော့ဘလိုလုပ်မလဲ gypsum ရောထည့်မယ်ဟုတ်ပြီနော်မြေကြီးလာမှာ gypsum နေဟိုတမအောင်မှုလိုက်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပါယူလိုက်မယ်